ပြင်းမနာငလင်ပေးအတွက်လှူဒန်းမှုတွေမှာ ရိုးသားမှုတွေရှိမနေဘူးလို့ဝေဖန်ထောက်ပြခံနေရတဲ့ခိုင်နင်းဝေရန်ကုန်စန်လီနျူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်လှုပ်ခတ်သွားတဲ့ငလင်းကြောင်းပြည်မနာမြို့မှာပြုတ်ပြတ်သွားတဲ့အိမ်နာစု185စုအတွက်ချက်သိန်းပေါင်း4000ဝန်းကျင်လှူဒန်းခဲ့တယ်ဆိုပြီးမင်းသမီးခိုင်နင်းဝေကသူရဲ့ Facebook အကောင့်မှာရှင်းသားထားတာပရိသတ်တွေအားလုံးကလည်းသိရှိပြီးသားဖြစ်မှာပါဒါပေမဲ့အဲ့ဒီရဲ့ post အောက်မှာပဲအိမ်နာစုတွေကလှူတာကိုမရခဲ့ဘူးဆိုပြီး comment တွေဝင်ရေးခဲ့ကြတာလည်းရှိပါတယ်ဒီလိုရေးသားလာတဲ့ comment တွေကိုတော့ ခိုင်နင်းဝေကအကြိမ်ကြိမ်အတစ်လုပ်တယ်။နောက်ပြီးပြန်ပြီးတော့မှဖြုတ်သွားတယ်ဆိုပြီးဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ကဖြစ်ပွားခဲ့တဲ့ငလင်ကြောင့်ပြည်မနာမျိုးမင်္ဂလာရက်ကအင်ဂျင်185အင်အတွက် အလွန်ငွေကျပ်သိန်း၄000ဝန်းကျင်ကိုအုပ်ချုပ်ရေးမှူးနယ်ရာအိမ်မှုလို့ကပေးနေစီရင်နေနဲ့လှူခဲ့နေဆိုပြီးခိုင်မင်းဝင်ကရေးဆက်ချအမျှဝင်နေတဲ့ဓာတ်ပုံတွေနဲ့တင်ခဲ့တာပါပြီးတော့အဲ့ဒီ post ကိုပြန်ဖြတ်သွားပါတယ်ခိုင်မင်းဝင် post ကိုပြန် share ထားတဲ့သူတအောင်ကအဲ့ဒီရက်ွက်ကအလောက်ပြိုတာလားတမီးတို့ကအဲ့ဒီဘက်ရက်ွက်ကဆိုတော့မသိလို့မေးတာပါဟိုအမကြီးဆိုရင်တမီးတို့ရက်ွက်ကအမကြီးဆိုပြီးလာရေးထားတာမျိုးတွေရှိပါတယ် ပြင်မနာငလင်ပင်ပြန်လည်ထူထောင်ဖို့အတွက်မြေပြင်ဖွဲ့ရည်နဲ့ချိန်ဆက်ပြီးထောက်ပံ့ကူညီရှာဖွေပေးနေသူပြင်မနာဒေသခံတအုံးကလည်းဝန်မှန်းစားတဲ့သူတွေကအကုန်မရလို့ပြောနေကြတာမဟုတ်ပါဘူးအမှန်တကယ်အိမ်ပြိုပျက်စီးတဲ့သူတွေကမရပဲတခြားမဆိုင်တဲ့သူတွေကရှာလို့ဝင်ပြောနေတာဖြစ်ပါတယ်အဲ့ဒါကို post ကိုအမျိုးမျိုး add လုပ်လိုက် only မိလိုက်တာလားဖြတ်လိုက်တာလားမသိခဏကြာတော့ post ကမရှိတော့ပြန်မှုမကြပါဘူး post အစ်စ်ပြန်တင်လိုက်နဲ့တာဝန်ခံဖြေရှင်းတာမဟုတ်ပဲရှောင်ပြေးနေတာ တကယ်တမ်းစည်ရင်တည်စာမစည်းစစ်ပဲပြီးစလွင်ဘယံပနာလူမိတာဆိုရင်ဝန်ခံရမယ်တောင်းပန်ရမယ်အလူရှင်တွေကကို့ချွေးနေစာတွေကစေတနာပြင်းနေကို့ကိုယုံကြည်ပြီးလှူတာဖြစ်တဲ့အတွက်တာဝန်ယူမှုအပြည့်ရှိရမယ်လို့ရှင်းသားထားတာတွေလည်းရှိပါသေးတယ် သိန်းလေးတောင်ဆိုတာပြင်မနာမျိုးငယ်လေးအတွက်တကယ်များတဲ့ပမာဏပါအဲဒီလောက်ဝင်ကိုလည်းပရာဟိတလုပ်နေတဲ့ခိုင်နှင်းဝင်မို့လို့ကိုလူတွေကယုံကြည်ပြီးလှူတာပါအမှန်ပြိုပြက်နေတဲ့အိမ်တော်ဆိုရင်ကိုတေချာစီစစ်လို့ရင်သူတို့အိမ်တွေပြန်ဆောက်ဖို့အတွက်အတိုင်းအတာတစ်ခုထိထပ်ပန့်တယ်လို့ထင်ရောက်ပါလိမ့်မယ်အခုဟာကအများပြည်သူကယုံကြည်လို့လှူတာကို PPO တေချာစီမံမခန့်ခွဲပဲလှူလိုက်တာမျိုးဖြစ်နေတာ စည်နာတကယ်ရှိပြီးအစဉ်ပြေခြင်းလို့လူတာမဟုတ်ပဲတပ်ပုံရိုက်ပြီးဆိုရှယ်မီဒီယာမှာတင်ကျင်ုံနာမည်ကြီးုံတသက်လုံနေတာမျိုးမဟုတ်ဖို့လိုပါတယ်ဆိုပြီးတော့လေရှင်းသားထားတာတွေရှိပါတယ်မလ28ရက်နေ့ကဖြစ်ပျက်ခဲ့တဲ့ငလင်အတွက်ခိုင်နှင်းဝင်စီမှာလူနှန်းဝင်ကြအလုံးဟာ7သိန်းပေါင်း9000နီးပါးရှိတာဖြစ်ပါတယ်ဒါပေမဲ့ခိုင်နှင်းဝင်ရဲ့ပြန်လဲခွဲဝေလူနှန်းမှုတွေကစနစ်မကျပဲ ုပ်ချုပ်ရေးမှုတွေနဲ့ပေါင်းလုပ်နေရဆိုတဲ့သတင်းတွေကထွက်နေတာပါအခုပြင်မနာပါဝင်ရှီမှလူခဲ့ပြီးခဲ့တဲ့မျိုးတွေနေရာတွေကိုလူပြီးပြီမလို့ရထားတဲ့သူရိစီကပြန်တောင်းလို့လည်းမရပါဘူးလုံးလို့ရလို့ရှိရင်တော့ကိုတလွဲလုံးမိတာကိုတာဝန်ယူတာဝန်ခံတာနဲ့နောက်လူမဲ့နေရာတွေကြာရင်မလူခင်မြေပြင်အခြေအနေကိုကိုဖွဲ့တွေကိုစုံစမ်းခိုင်းပရိုက်တာဖွဲ့တွေကိုချိန်ဆက်ပြီးအများလူထားတဲ့အလူငွေတေးစားစီမံပြီးလူပေးပါလို့အလူရှင်တွေကိုစားအကြံပြုလိုက်တယ်ဆိုပြီးရေးသားထားတာမျိုးတွေကိုလည်းတွေ့နေရတာဖြစ်ပါတယ်ပရိသတ်ကြီးအနေနဲ့ရောအခုလိုလူဒ န်းနေပြီမြေဝေဖန်ခံနေရတဲ့ခိုင်နှင်းဝေပေါ်ဘလို့ရိထင်မြင်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပြီးခဲ့ပါအောင်ရှင်